6လောက်ပိုင်းတွေအင်္ကာသားသမီးများတွေတနစာအကောင်အဆူများကိုမျှဝေလမ်းညွှန်ဟောပြောပေးသွားမှာဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုအင်္ကာသားသမီးများရှိနေမယ်။ကြည်နေတယ်ဆိုလို့ရှိရင်တော့အစာဆုံးလေးကြည်ပေးသွားပါ။ကျမအနေနဲ့မိတ်ဆွေလူရဲ့အကျိုးကိုလိုလားတော့ကြောင့်အသေးစိတ်ကလေး နန်းညော်အကြံပေးသွားမှာဖြစ်ပါရဲ့အင်္ဂါသားသမီးများကဒီ6လပိုင်းမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့အလုတ်အကင်နဲ့ပတ်သက်ရင်အလုတ်ပြောင်းနေရာပြောင်းနေအထူးကောင်းပါတယ်အဲ့တော့ကိုသွားခြင်းတဲ့နေရာတွေကိုလိုခြင်းတဲ့နေရာတွေအင်တာဗျူးဖြေဆိုတာတွေကိုလျှောက်ထားတဲ့အလုတ်တွေ ရရှိတတ်ပါတယ်။ဘုရားဘုရားသမီးအင်္ဂါသာသမီးများမိမိတို့ရဲ့သာသမီးဇနီးသာသမီးများနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာတွေဂုဏ်ယူစရာတွေတည်တင်းကောင်းတွေအဆက်မပြတ်ကြံရတတ်ပါတယ်။အဲ့တော့ဒီ6လပိုင်းမှာဆိုရင်မိမိတို့ရဲ့လုပ်ငန်းမှာအောက်လက်ငယ်သားတွေ များစွာ အကျိုးကျေးဇူးသူတို့အတွက်ရရှိတတ်ပါတယ်။အောက်လက်ငယ်သားနဲ့ပတ်သက်ပြီးတော့လည်းခံစားရတတ်ပါတယ်။အဲတော့အောက်လက်ငယ်သားမိမိပေါ်မှာအကျိုးပြုတာနှစ်ဦးနှစ်ဖက်စေတနာမြစ်တာကြီးနားလည်မှုရှိတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။အင်္ဂါသားသမီးများဘာသာရေးနဲ့ပတ်သက်တဲ့ကိုယ်ွယ်စရာပုံတော်တွေလည်းဝင်လာတတ်ပါတယ်။ဖျားဘူးခရီးတွေလည်းထွက်ရတတ်ပါတယ်။ နောက်တစ်ခုအင်္ကာသားသမီးများဘာသာရေးပစ္စည်းတွေဝင်မယ်၊ရွှေဝင်မယ်၊ရဝေးကဧည့်သည်အိမ်ကိုရောက်လာတတ်တယ်။အဝတ်အထည်တွေလက်ဆောင်ရရှိတတ်ပါတယ်။သုံးပတ်အတွင်းထဲမှာဝင်လာတတ်ပါတယ်။ပိုကောင်းတာကမိမိတို့ကပါဠိပြောပြောဘယ်နေရာတော်တော်လူချင်းလူခင်ပေါ်များတတ်ပါတယ်။မျက်နာဝင်လန်းတတ်ပါတယ်။ ိုပြောဆိုတဲ့စကားကြီးအောင်မြင်တတ်ပါတယ်အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အကြံစီအောင်မြင်တတ်တဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်မိမိတို့အနေနဲ့ရဲရဲတင်းတင်းနဲ့ဆောင်ရွက်ပြောဆိုမှုပဲလိုအပ်ပါတယ်အင်္ဂါသားသမီးများဒီ6လပိုင်းမှာစကားပြောဆိုရအစအောင်မြင်တတ်ပါတယ်နောက်တစ်ခုအနေနဲ့အင်္ဂါသားသမီးများမိမိတို့အိမ်မှာဧည့်သည်ဒါမှမဟုတ်ရင် ကိုဝင်ဆောင်အမျိုးသမီးမိမိရဲ့ဇနီးမယားကိုဝင်ဆောင်ရတာမျိုးတွေတားသမီးရဲ့တနာဝင်လာတတ်ပါတယ်ဝမ်းသာစရာတည်တင်းနေကြာရတတ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေအကျိုးကျေးဇူးအထောက်ပံ့ကောင်းဖြစ်တာကဗုဒ္ဓဘုရားသမီးတွေကမိမိတို့ကိုအကျိုးကျေးဇူးအထောက်ပံ့ကောင်းနေ ပေးတတ်ပါတယ်ဘုဒ္ဓဘုရားသမီးတွေနဲ့စက်တူစီးပွားတွေလုပ်မယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်အဓိကအင်္ဂါသားသမီးတွေရှောင်ရမှာနာမည်ထဲမှာတောက်ကြနန်းလေးအင်္ဂါနန်းလေးနဲ့စက်တူစီးပွားလုံးဝမလုံတင်ပါဘူးအဲ့လိုနေသားသမီးမျိုးတွေကိုရှောင်ရမှာ ဖြစ်ပါတယ်ဇီးတိမစားပါနဲ့စိတ်ကားမစားပါနဲ့နောက်တစ်ခုအနေနဲ့ကကြတော့မိမိတို့အနေနဲ့ ိမ်ချမ်းကြီးကိစ္စတွေမှာအနည်းအငယ်စိတ်တော့ကရောက်ပြီးတော့မှအောင်မြင်တတ်ပါတယ်အဲ့တော့အိမ်ချမ်းကြီးတွေအင်္ဂါသားသမီးတွေအကျိုးဆောင်ကြီးရှိနေတယ်ဆိုရင်နည်းနည်းလေးစိတ်ရှိရှိထားပြီးတော့စကားပြောဆိုရင်အောင်မြင်တတ်ပါတယ်ပြောဆိုပြီးတော့မှကိုယ့်ဘက်ပါအောင်ပြောမှဆိုရင်လည်းအောင်မြင်တတ်ပါတယ် အစာပိုင်းမှာခက်ခဲပြီးမယ်နောက်ပိုင်းမှာ အောင်မြင်သွားတာကိုတွေ့မြင်ရတတ်ပါတယ်အဲ့တော့အိမ်ချမ်းကြီးကိစ္စနဲ့ပတ်သက်ရင်နည်းနည်းလေးပဲအခက်ခဲရှိပါတယ်ညာစွာ အောင်မြင်မှုတွေရရှိတတ်ပါတယ်ဒါကြောင့်အင်္ဂါသားသမီးတွေကဒီလထဲမှာအိမ်တော်ကြီးတွေအချီကြီးတွေလည်းကောင်းပါတယ်ရဝေးမှာရောက်နေတဲ့ကိုရဲ့ချစ်သူကိုရဲ့အိမ်တော်ဘတ်တွေနဲ့ပြန်နေဆုံစည်းရမယ့်ကာလတခုဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကအင်္ဂါသားသမီးတွေအပြူလူပြူ ဖြစ်နေတယ်ဆိုလို့ရှိရင်အိမ်အောင်ကြားလေးရှိပါတယ်။နှစ်ဦးသားနီးစပ်ကွင်းတွေရကြပါတယ်။မိဘညီကိုမောင်နှမတွေညနေပါပြေးခြင်းတွေခံရတတ်ပါတယ်။မိမိတို့အနေနဲ့အထူးဂရုစိုက်ရမှာကအနဲ့ရောင်လုံးဝမဝစ်ပါနဲ့အနဲ့ရောင်ဝတ်တဲ့နေ့စိတ်ညစ်ရတဲ့နေ့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်မိမိတို့အနေနဲ့ကြိုက်ဝိုင်းဖျားမှာရေရာလေးလုပ်ပြီးပါကံမြင့်သွားအောင်ဒါလေးကတော့ရွက်လာ လေးညော့လေးကျွန်းကြာခိုင်ပန်းရဲ့ရွှေရင်အေးရဲ့ရက်ကလေးနဲ့အကုန်စီစဉ်ပြီးသွားရင်ကြိုက်ဝိုင်းဖျားမှာမိမိတို့ရဲ့ဝင်းနံဖျားမှာတွားရောက်လှူခန်းပြရမှာဖြစ်ပါတယ် ဝင်းနေလေးမှာလှူလဲရသလိုမိမိတို့ရဲ့အလုတ်ပိတ်ရက်မှာလှူလဲပြပါတယ်နိုင်ငံရဲ့သားမှာရောက်နေတဲ့လူနေမှာရောက်နေတဲ့လူတွေကကြိုက်ဝမ်းဖျားကိုရည်စူးပြီးတော့လှူဒန်းကတ်လှူလို့ရပါတယ်မိမိတို့အလုတ်နေရာအိမ်နေရာနေပြီးတော့မိမိတို့အနေနဲ့အကျိုးပေးတဲ့အရာကတော့ရွှေရောင်အဝါရောင်ဖြစ်ပါတယ်ကဲအင်္ဂါသားသမီးများစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနေနဲ့ပြေဆုံးပါ